ထိုင်းနိုင်ငံရဲ့ရေမီတိုးတောင်တဘာဝအလှယူနဲ့အရန်ကိုလာပါပြီးမှ tourist attraction နေရာတစ်ခုဖြစ်တဲ့ခရိုင်ရောက်ရပြီဖြစ်ပါရဲ့ရှင်ဒီမှာဆိုလို့ရှိရင်ရဒီနေ့မိတ်ဆွေတို့အတွက်ဒါ mountain views ကိုအပြည့်အဝမြင်ရပြီးတော့မှ luxury vibe ကိုအပြည့်အဝရမယ် residence တွေတစ်ခုနဲ့မိတ်ဆက်ပေးခြင်းပါ ဒီအင်ယာလေးရဲ့တည်နေရာကကြတော့ဘန်ကောက်မှာဆိုလို့ရှိရင်ပေါ့နော်အားလုံးသိကြတဲ့အတိုင်းပဲတောင်းလုံး area တကယ်ကိုနေရာကောင်းပြီးတော့မှမြေစည်းလေးအရန်ကြီးရဲ့အဓိကအားဖြင့်တော့နိုင်ငံသားတွေနဲ့လူကုန်တိုင်းအတိုင်းဝိုင်းနေနေကြဖြစ်တဲ့အတွက်အထင်ကြီးကနေရာတခုလို့ပြောလို့ရရပေါ့နော် ဲ့ဒီလိုပဲဒီခောက်ရိုင်မှာဆိုလို့ရှိရင်ဒီအင်ယာ project တွေရှိရနေရနေရအရန်ကောင်းပြီးတော့မှအမြေစီရလည်းတော်တော်လေးကြီးရဲ့အနီးနားဝန်းကျင်မှာဆိုလို့ရှိရင်တန်းနဲ့၁၀အထက်အင်ယာ project တွေအများကြီးရှိတယ်ပြီးတော့ restaurant တွေ5 star hotel တွေအပြင် national park နဲ့လည်းနီးတယ်ပေါ့နော်အဲ့ကြောင့်မလို့ဒီနေရာလေးကိုဆိုလို့ရှိရင်ဒါခောက်ရိုင်ရဲ့ဟိုတောင်းလုံခောက်ရိုင်လို့အောင်တင်စားကြတာပေါ့နော်အဲ့တော့အဓိကအားဖြင့်အကြတော့သူက mountain view ကိုကောင်းကောင်းမြင်ရတာအတော့သူရဲ့အားသာချက်လေးပဲဖြစ်ပါရဲ့ရှင်ဒီအင်ယာ project ကအင်လေးကိုကြတော့ရောက်ဈေးနှုန်းအနေနဲ့ဘက် 20.9 million ကနေစပြီးတော့ဝယ်လို့ရမှာဖြစ်ပါတယ်။အိမ်လေးဝယ်မယ်ဆိုလို့ရှိရင်တော့ fully furnished ဖြစ်မှာပါရှင်။ အဲ့တော့အိမ်ငါးကအနည်းငယ်ဆိုလို့ရှိရင်လေလိုးစီစဉ်နေမှာဆိုလို့ရှိရင်တစ်ရက်ကိုအနည်းဆုံးဘတ်၈000ကနေဘတ်၁000အထိဝင်ငွေရနိုင်နေပေါ့နော်ရေလို high season နေမှာဆိုလို့ရှိရင်တော့ဒါဘတ်၁000နဲ့၁၈000လောက်ထိ income ပြန်ရနိုင်လာဖြစ်တဲ့အတွက် invest လုပ်ချင်တဲ့သူတွေအတွက်ဆိုလို့ရှိရင်လည်းအရန်ကိုမှအဆင်ပြေပါတယ်ရှင်အဓိကအားဖြင့်တော့ဒီနေရာလေးကနေရာကောင်းလေးဟုတ်တယ်အိမ်ကြီးကလည်းအရန်လာ view ကလည်းကောင်းလာဖြစ်တဲ့ random demand အရန်ကိုမှများပါတယ်ဒါကြောင့်မလို့ invest လုပ်ချင်တဲ့သူတွေအတွက်လည်းအဆင်ပြေတယ်လို့ကိုယ်တိုင်နေဖို့အတွက်ဆိုလို့ရှိရင်လည်းအရန်ကိုမှနေလို့ကောင်းတဲ့နေရာကောင်းလေးတစ်ခုဖြစ်ပါတယ် on site ရောက်နေရဖြစ်ပါ ရှင်ဒီထဲမှာဆိုလို့ရှိရင်အိမ်ပေါင်းက project တစ်ခုလုံးမှာ14လုံးပဲပါတယ်ပေါ့နော်အဲ့ဒီထဲမှာအခု project မပြီးသေးခင်မှာနေအိမ်၈လုံးလောက်ရောင်းထွက်ပြီးသွားတယ်အဲ့တော့6လုံးလောက်ပဲကျန်တော့တာပေါ့နော် location ကအရင်မိုက်တယ် view ကလည်းဒါမိုက်တယ် view ကတော့ဒီအိမ်ကနေပြီးတော့အရှိကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်လုံးဝ mountain view ရှိရပါတော့။ mountain view ကိုအပြည့်အဝမြင်ရမယ့်အိမ်လေးပဲဖြစ်ပါရဲ့ရှင့်။ဒါရောက်ဒီ project ထဲမှာရှိတဲ့အိမ်တွေကတော့အကျယ်ဝန်းအပြင်464 square meter အကျယ်ဝန်းရှိတဲ့ ိမ်အမျိုးအစားအိမ်ဒီဇိုင်းကိုကြတော့ရတော့၃မျိုးရွေးလို့ရမှာဖြစ်ပါရှင်။အိမ်တိုင်းမှာဆိုလို့ရှိရင်လည်းအိမ်ခံ၃ခန်းတော့ပါတယ်။ဒီအိမ်ခံ၃ခန်းတော့ကလည်းဒါ master bedroom နေပေါ့နော်။နောက်ပြီးအဲရေချိုးခန်းအိမ်သားကြောင့်၄ခန်းပါမယ်။ပြီး maid room နဲ့ multi purpose room မှာပေါင်းမှာဖြစ်ပါရှင်။နောက်ထူးခြားတဲ့ facility အနေနဲ့ဒီအိမ်တိုင်းအိမ်တိုင်းမှာဆိုလို့ရှိရင် private swimming pool တွေထည့်ပေးထားပါသေးတယ်။ဒီ swimming pool ကကြာသာမန် swimming pool တော့မဟုတ်ပါတော့ temperature ကိုဒါ control လုပ်ပေးထားတဲ့ swimming pool တွေပဲဖြစ်ပါတယ်။ဘေးမှာဆိုလို့ရှိရင် swimming pool နဲ့တွဲရမှာခေါက်ရက်ကလေးလည်းထည့်ပေးထားပါသေးရဲ့ရှင်။ ယောက်ဒီအိမ်ယာ project တွေကအိမ်လေးတွေကကြောက်တာ classic design နှစ်ထိပ်လှလှလေးပေါ့နော်အိမ်တိုင်းမှာဆိုလို့ရှိရင်လဲ ceiling ကိုတပယ်ပုံလုံး ceiling နဲ့ဆောက်လုပ်ပေးထားတယ်နောက်ပြီးရတော့ကားပတ်ကင်အနေနဲ့ကား၃စီးလောက်အသာလေးထိုးရရမယ်ကားပတ်ကင်အင်ရှိမှာထားပေးတာရေပေါ့နော် EV charger ကိုလည်းထည့်ပေးသွားမှာဖြစ်ပါရဲ့ရှင်။နောက်ဒီအိမ်လေးနဲ့တွဲရမှာဆိုလို့ရှိရင် multi purpose room လေးလည်းရှိရဲ။နောက်ပြီးအဲ့ဒီ multi purpose room လေးရဲ့အပေါ်မှာဆိုလို့ရှိရင်ဒါ router လေးလည်းထားပေးတာရေပေါ့နော်။ အဲ့ဒီ root တော့မှာဆိုလို့ရှိရင်တော့ golf putting green ကိုပါထည့်ပေးထားပြီတော်တယ်ရော golf လေးရိုက်လို့ရမယ်နောက်ပြီးအနားယူအပန်းဖြေလို့လည်းရောက်မှာဖြစ်ပါရဲ့ရှင်အဲ့ဒီလိုမျိုးအရန်လှတဲ့နေရာကောင်းလေးမှာအရန်လှတဲ့ view လေးနဲ့ပေါ့နော်အိမ်လှလှနေမှာနေခြင်းနဲ့ဆိုလို့ရှိရင်တော့ဒါတွေ legendary properties time and page ရဲ့ page messenger နေပဲဖြစ်ဖြစ် whatsapp number ကနေပဲဖြစ်ဖြစ်သက်သွယ်မေးမြန်းစုံစမ်းပြီးတော့မှဝေယူဖို့အတွက်ရထက်လောင်းပြီးတော့မှတင်ကောင်ပပိလိုက်ရပါရဲ့ရှင်ဒါဆိုရှင်ရနောက်နေ့မှာပြန်တွေ့ပါအောင်မယ်ကျေးဇူးများကြီးတင်ပါတယ်